ပြောပြီးတော့ဘာဖြစ်လဲဆိုအဲ့အိုတိုင်းပေါ်နေပဲခုံချခြင်းနေတာအရှိကိုသိလားအဲကြည်နေတာစိတ်ထဲမှာအောင်ဖြစ်တာနော်အင်းခုံချလိုက်နေနေလေးပါငါရိုက်ပြီးတော့ငါခုံချမယ်ရိုက်ပြီးတော့ခုံတီဗီဗီလာ channel မှာကြိုးဆိုပါတယ်ရှင်ဒီဗီဒီယိုလေးကတော့နတလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကဲအခုပြောမယ့်ဟာကတော့ဟိုမောင်လေးစကားနဲ့ပြောမယ်ဆိုရင်ဆက်စုမပူလို့နေရာယူထားကြတော့အဆင်ပြေတဲ့နေရာမှာဘာဖြစ်လို့လဲဆိုတော့ ဆက်စုမပူလို့ကြိုက်တဲ့အကြောင်းအရာမျိုးကိုပြောပြမှာအဲ့ဒါဘမာကြုံတွေ့ခဲ့တာလဲဆိုတော့ပကံမှာကြုံတွေ့ခဲ့တာကိုရင်ကြုံတွေ့ခဲ့တာဘာဖြစ်လို့ကြုံတွေ့ခဲ့တာလဲဆိုတော့ဗဆက်ဆက်စောလို့ရှာရှည်မိလို့ဖြစ်တာတရေ၆တာတွေပါရောမဟုတ်ဘူးเนาะကြိုးပြောထားတာအဲ့ဒါဘာလဲဆိုတော့ဓာတ်ပုံတွေရိုက်တယ်ကွာဓာတ်ပုံတွေရိုက်တော့အဲ့မှာတချို့နေရာတွေမှာလဲ ဟိုမြို့ရိုးလိုမျိုးတွေအုတ်တိုင်းလိုမျိုးတွေရှိရမလားအုတ်တိုင်းလိုမျိုးတွေရှိတော့အဲ့နေရာတွေကဖျားနဲ့ area လည်းမဟုတ်ဘူးကွာအာပြောရမယ်ဆိုအလွတ်ကြီးတွေပေါ့နော်အဲ့ပေါ်တွေတက်ပြီးတော့ရိုက်လို့ရတယ်ဆိုတော့အဲ့အုတ်တိုင်းတစ်ခုပေါ့တက်ရိုက်တယ်အာနေလေပဲကြီးနော်တက်ရိုက်တော့ဘာလဲဆိုတော့အဲ့အရန်တော့လေသူကမြင့်လာလားဆိုတော့အရန်တော့လေမမြင့်ဘူးအရန်နေလာလားဆိုတော့အရန်တော့မနေဘူးတက်တုံးကတော့ တော်တော်ကိုနှိမ့်တဲ့နေရာအနေပြီးတော့တဆင့်တက်ပြီးတော့နောက်တဆင့်တက်ပြီးတော့တက်လိုက်တာပေါ့နော်အဲ့တော့အလေကောင်မှာဒီတဖြည်းဖြည်းနဲ့ရှောက်လာပြီးတော့အဲ့ဒီဟိုပြောရရင်ခြံစည်းရိုးပေါ့ဥတ္တရာရဲ့အဲ့အပေါ်အလေကောင်မှာတက်ပြီးတော့ရိုက်တာပေါ့ရိုက်တော့ဓာတ်ပုံဆရာအကိုပါအဲ့ဓာတ်ပုံဆရာအကိုကလည်းသူကအဲ့မှာရိုက်ရင်းနဲ့ပြီးလဲပြီးတော့နောက်ထပ်ကိုရီနဲ့မိတ်ဆွေညီမလေးစုံတွဲလဲပါတော့သူကလည်းတက်လာပြီးတော့ရိုက်မယ်ဆိုတဲ့အချိန်မှာအာသူကကင်မရာလန်စ်ကိုသူကပြောင်းနေတာ ပြောင်းတဲ့ချိန်မှာကိုကဘာလဲဆိုတော့ဘာအောင်ရှာရှိရလဲဆိုတော့နေလေးကနည်းနည်းလေးပူနေတော့သူ့အမှန်မလို့နောက်တာကိုရေးလို့မြန်မြန်လဲတော့လို့မြန်မြန်လဲတော့လို့မလဲဘူးဆိုရင်လို့ခုံချလိုက်မယ်လို့ဆိုပြီးတော့ရှာရှိတာသွားပြီးတော့နောက်တာခုံချလိုက်မယ်လို့ဆိုတော့နောက်ထပ်အဲ့မှာပါတဲ့ညီမလေးရတော့မှသူ့စိတ်ထဲမှာသူတမျိုးဖြစ်သွားလို့တဲ့အဲမမရဲ့ဗမာလေးတဲ့ခုံမှမရှိရတဲ့ဘဲခုံချမှလဲတဲ့သူကပြောလိုက်သေးတယ်နော်အဲ့တော့လည်းထားပါတော့နော် ရိုက်ရော ရက်တယ်ဆိုတဲ့အချိန်မှာကလေးဟိုဟာလေကိုကအဲ့ဒါလေးပြောပြီးတော့ဘာဖြစ်လဲဆိုအဲ့အိုတိုင်းပေါ်နေပဲခုံချခြင်းနေတာအရှိကိုသိလားအဲကြည်နေတာစိတ်ထဲမှာဖြစ်တာနော်အင်းခုံချလိုက်နေနေလေးပါငါရိုက်ပြီးတော့ငါခုံချမယ်ရိုက်ပြီးတော့ခုံချမယ်ဆိုစိတ်ကချိန်လုံးဖြစ်တာဖြစ်တော့ပြီးလဲပြီးတော့တကယ်ပဲအဲ့မှာထိုင်ပြီးတော့ရိုက်နေရနေပြီးတော့ကဲပြီးသွားပြီဆိုတော့ကိုရီပြီးသွားပြီဆိုတော့အဲ့မှာယောက်ျားအနောက်ကနေပြီးတော့ကိုယ်ဆွဲထူတယ် ကဲမိမသားဆင်းမယ်ဟိုဘက်ကနေပေါ့ဟိုဘက်ထောင်းကနေတက်လာဟိုဘက်ထောင်းကိုဆင်းမယ်ဆိုတဲ့အချိန်မှာလေကိုကလေယောက်ျားကိုလည်းရန်ရှာတာတိလားအဲ့အချိန်မှာလုံးဝမျက်နှာပေးရနော်လုံးဝအရန်ကိုဟိုစိတ်တူနေရုံနဲ့ရတယ်တိရကိုပတာကိုတိပါတယ်ဆိုပြီးတိလားသူကအနောက်ကနေလက်ကလေးကိုဒီလိုမျိုးလေအနောက်ကနေပြီးတော့အနှင်းလှုပ်ထားရအောင်လေတိရဆိုသူ့အလို့ကြီးဖယ်ချပြီးတော့တိလားဖုတ်ဆိုပြီးတော့ခုံချထားလိုက်တာခုံချထားလိုက်တဲ့အချိန်မှာလေဒီလိုလေးဘက်ထောက်ပြီးတော့ခွေးကြကြတာပြောအောင်ရင်တော့ဒူးလေးပြဲတိလားခြေခုံလေးလဲစုတ် ဲ့လိုဖြစ်သွားတဲ့အချိန်ကျတော့မှလူကလေဖက်ဆိုပြီးတော့အတိဝင်တာနော်ဟဲ့ငါဘာဖြစ်လို့ခုန်ချလိုက်လဲဆိုပြီးတော့တိလာတကယ်ကိုယောက်ျားလေးလေးဟာဆိုပြီးတော့တိလာသူအရန်စိတ်ညက်သွားတိလာမိမနာပါပြီပေါ့နော်ဆိုသူလဲဟိုဘက်ကနေလှုပ်ပြီးတော့ခုန်ချပြီးတော့သူလဲကိုနားရောက်လာအချိန်မှာကိုကဓူးတွေပါရီစုတ်သွားပြီး ိုင်ချိန်ကြတော့မှဒီနောင်တရရကြငါဘာဖြစ်လို့ခုံချလိုက်မလဲအဲ့ခဏကိုပြန်စဉ်းစားစဉ်းစားမိလို့မတက်ဘူးတိလားအကုန်လုံးကလည်းလေသူတို့ကကြတော့အောက်မှာရှိတဲ့ဟိုကင်မရာမန်အကိုတွေရောဗါတွေရောသူတို့ရကြတော့ထင်တာကြောင့်ဟောဘာလို့လဲဟိုကိုထုံးအမြန်စိတ်ဆိုးွားရလားပေါ့နော်ဘာမြန်စိတ်ကောက်ပြီးတော့ခုံချလိုက်တာလဲလို့သူတို့ကလည်းထင်တာအဲ့ဒါဘာမှမဟုတ်ဘူးအဲ့စောစောလေးကအဲ့ရှာရှည်ပြီးပါးစပ်ဆော့ပြီးကလေးဟိုက ခုံချခြင်းနဲ့စိတ်ကဖြစ်တာပြီးလဲပြီးတော့လူကလည်းဝမ်းနေတယ်လို့နေပြီးစိတ်ထဲကနေတော့ချက်ချင်းတောင်းပန်လိုက်တယ်ပေါ့နော်တောင်းပန်လိုက်တယ်အော်အပြောဆိုမှားတာတွေရှိရဆိုရင်ခွတ်လို့ပါဆိုပြီးတော့တကယ်အဲ့အရာတွေကလည်းမယုံလို့လည်းမရအောင်ကိုရီဆိုပြောရင်ဒါမျိုးတွေတိတ်ပြီးအရင်ယုံကြည်မရှိဘူးကွာဒီလားဒါပေမဲ့တကယ်ကြုံလိုက်တယ်ဆိုတဲ့အချိန်မှာလုံးဝဖြုံသွားတာအော်ဒါမျိုးတွေဆိုတာရှိရလေနော်နေရာတွေမှာက ူဟာနဲ့သူရှိမှာပေါ့။တွားပြီးတော့ပဆက်ဆက်ဆောလို့မရဘူး။ပဆက်စီးမဆောင်လို့မရဘူးဆိုတဲ့ဟာလေးပေါ့။ဒါတော့ဘာမှမဟုတ်ဘူးနော်။ဟိုပြောရရင်တကယ်ကိုအသေးအဖွဲလေးပြောမိတာမျိုးနော်။အဲ့ဒါတော့မှမရအောင်။အဲ့ဒါနဲ့ကိုလေးလေးလန့်ဖြန့်ပြီးတော့ကားပေါ်ချက်ချင်းတွားပြီးတော့ကားပေါ်မှာပဲတွားထိုင်တာပေါ့နော်။နာလဲနာအောင်အားတော့ဒူးပြဲသွားတယ်ပြောရရင်အခုဟိုဘာလဲမယိုးပျောက်ဆေးတွေလိမ့်နေရတယ်ဒူးမှအကွက်လိုက်ဖြစ်သွား။ အဲ့ဒါတကယ်ကိုနော်အပြောရရင်ဘယ်နေရာပကံမမဟုတ်ပါဘူးဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးစီပထိုးတွေရှိရဆိုတဲ့နေရာတွေပြီးတော့ဒီလိုအဆောင်လျှောက်တွေရှိရဆိုတဲ့နေရာမျိုးတွေဘယ်နေရာလေးပဲဖြစ်ဖြစ်ကွာနောက်ဆုံးစဉ်းစားမိရပါဘောနော် အဲကြောင့်မလို့ဟိုလမ်းပေးမှလေးတည်းရမလားအမြန်လမ်းမှတော့မှယူစင်ပေါက်တာတို့ဘာတို့တွေတော့မှခါတကျအခက်မသိရင်ဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့အမှားမခံဘူးအဲ့လိုတိလာပြောချင်တယ်လို့ပြောလို့မရဘူးပြောရမယ်ဆိုနေရဒေတာတိုင်းမှာသူ့အတူရှိနေတယ်ဆိုတော့အဆောင်အရှောက်ဒီပေါ့နော်နေရဒေတာမှာရှိရဆိုရင်ဟာတွေကိုကို respect ရှိရမယ်တခါလေးကိုဒီလားဒူးလေးပြေရောအတိတရားလဲလုံးဝဝင်သွားရောမှမဆုံးတော့ကိုလဲလို့မျိုးတော့ပြောရတာတော့မဟုတ်ဒါမဲ့ဒီတခါတော့ဘာဖြစ်သွားမှမသိဘူးတကယ်ကိုအံ့ဩစရာ အကြုံတွေ့ခဲ့ရတယ်။ဆက်စုမဘူးလို့ဝင်ကြတာရှင်။လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကိုမန်းမာရေးခဲ့ပေးကြပါအောင်ရှင်။ကျမတို့တင်သည်များမလို့တန်းကြည့်ရအောင် subscribe မလို့ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးရှင်။